ားလုံးပဲမင်္ဂလာပါရှင်။ C4D YouTube Channel ကနေဂမ်ဘီယာဆန်ဆန်ဝတ္ထုတွေတရေတစီဝတ္ထုတွေကိုဖတ်ပြပေးနေမယ်ကျမ Venus ပါရှင်။ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာဒတ်သကျော်စွာရေးသားထားတယ်။သူရောင်မယ်လေးညစိမ့်ຫນွယ်ရဲ့အပိုင်း6ဇသိမ့်ပိုင်းပဲဖြစ်ပါတယ်ရှင်။အချိန်တော်တော်ကြာလာသည့်အထိ သူတို့နှစ်ဦးတဦးကိုတဦးစကားမဆိုမိကြအတွေးကိုစီဖြင့်ငြိမ်သက်တိတ်ဆိတ်နေမိကြသည်ပတင်းတကားကိုဖွင့်ကအိမ်ပြင်ဖက်သို့ကန်ထူးငေးကြည့်နေမိသည် အပြင်ဖက်တွင်လကထိန်လင်းအောင်သားနေသည် လေပြည်ညင်းညင်းကတဖွဲ့တနှွဲ့နှွဲ့တိုက်ခတ်လျက်ရှိသည်အေးမြတော်လေပြည်ဤအထီတွေ့တွေကသူ့ရင်တွင်ကအပူမီးကိုတစိုးတစီလေးတောင်မအေးမြစေနိုင်ခဲ့ပြီ။ ဘလောက်ကြည်ခွဲเสียကောင်းလိုက်ပါပြီနီသူချစ်ရသောမိန်းကလေးကသူ့ကိုထားသွားတော်မူတယ်လီနောင်တတရားတွေနဲ့တသက်လုံးဖြည့်မစိနိုင်အောင် နာကျင်ကြည်ခွဲရဖို့ကံကြမ္မာကစီညွန်းလာခဲ့ပြီကြည်ခွဲဝန်းနေုံကလဲပြီသူဘာမှမတတ်နိုင်တော့လျှို့ဝှက်နိုင်လွန်းသည့်ညာစင်းကိုလည်းအပြစ်မတင်ရက်ပြီ ချစ်စိတ်တစ်ခုဖြင့်သာအရာရာရင်ဆိုင်လက်ခံနိုင်ဖို့အသင့်ပြင်ထားမိတော်သည်ငြိမ်တက်တိတ်ဆိတ်နေသောအခန်းလေးအတွင်း၌လှုပ်ရှားသံတဲ့တဲ့ထွက်ပေါ်လာ၏ညာစိမ့်သည်သူ့အနည်းတို့ရှောက်လာခြင်းဖြစ်သည်သူ့ရှိတွင်ဒူးထောက်ထိုင်ချလိုက်ကာလက်အုပ်ချီမိုး၍သူ့ကိုမော့ကြည့်လာ၏ဘာပဲဖြစ်ဖြစ်ရှင်ဟာကျမရဲ့ခင်မုန်းမှာပဲကျမရှင့်အပေါ်အပြစ်ကျူးလွန်ခဲ့တာရှိရင် ဥချပြီးတောင်းပန်ပါလေခွင့်လွတ်ပါနော်တုံရင်ကြည်ခွဲသောအတန်ဖြင့်တီတူဆိုရင်ညာစိမ့်သည်သူ့ကိုယူယူကျူးကျူးလေးဥချကြတော့နေ၏သူ့စိတ်တွေဘလို့မှတင်းမထားနိုင်တော့ညာစိမ့်ဤလက်နှစ်ဖက်ကိုကြပြားကြရာဆုပ်ကမ်းရင်ပြောမိသည်ခွင့်လွတ်ပါလေညာစိမ့်ရဲ့ကိုမင်းကိုအပြစ်မမြင်ပါဘူးကွယ်ကျမအကြောင်းတွင်ရှင့်ကိုမပြောပြနိုင်တာလဲနားလေပြီးပါနော် ညာစိမ့်ကမျက်နှာအောက်ချ၍ဆိုသည်သူတက်ပြင်းမောကိုခက်လေးလေးချလိုက်မိ၏ဘဲတက်နိုင်မလဲလီ ပြောလို့မဖြစ်တဲ့ကိစ္စပဲကိုနားလဲပါတယ်ညာစိမ့်ကိုရင်ခွေနဲ့ဆွဲသွင်းကခတ်တင်းတွင်ဖွေဖက်ထားမိသည် ဖြစ်နိုင်ရင်ဒီလိုပဲသူ့ရင်ခွေထဲမှာတသက်လုံးနေလိုက်ပါတော့လားကွယ်ခဏနေရင်သူတို့ جماعه ကိုလာခေါ်ကြတော့မယ်။ဘာ ဘာပြောတယ်သူရုတ်တရက်လန့်အော်မိသွားသည်ညာစိမ့်ကိုသူ့ရင်ခွင်ထဲမှခွာ၍ထိတ်လန့်တကြားမေးမိသည်ဘသူတွေလဲဘသူတွေကလာခေါ်ကြမှာလဲလာခေါ်တဲ့သူတွေဘသူလဲဆိုတာရှင်းသိဖို့မကြိုးစားပါနဲ့ကျေးဇူးပြုပြီးတော့မတားစီပါနဲ့လားရှင်ညာစိမ့်ကတန်ပြက်ဖြင့်ခက်ဖြည်းဖြည်းပြောသည်အံ့ဩနားမလည်နိုင်စွာသူထပ်မေးမိသည်ဘာဖြစ်လို့လဲ ရှင်အတွက်အနည်းရှိလိုပါခဏကြာတော့သူတို့တိတ်ဆိတ်သွားကြသည်ထို့နောက်ညာစိန်ကသူ့လက်များကိုခတ်ဖော့ဖွာလှမ်းကင်လာ၏ကျမဟာ ရှင်ရဲ့ဇနီးလိန်မာလေးမမညာစိန်တွင်အဖြစ်နေပဲရှင်နားလေသဘောပေါက်တာမျိုးကိုလူချင်းနေကျမရဲ့ဘဝအမှန်ကိုသိပြီးရှင်အမြင်တွေပြောင်းသွားမှာကိုမလူချင်းဘူးကျမကိုခရီးပေးပါလားရှင်ကျမကိုလာခေါ်တဲ့သူတွေကိုရှင်မကြည့်ဘူးလို့ ဒီဂရီမျိုးတောင်းရတာကျမတို့နှစ်ယောက်စလုံးအတွက်ပါရှင်ချစ်တွေမပြောင်းလဲအောင် ကျမတသက်လုံးရှင်ကိုယုံကြည်စွာချစ်နေခွင့်ရအောင်လို့ပါအဲ့ဒီဂရီကိုရှင်ပေးပါလားယင်သူ့စိတ်ထဲဝမ်းနည်းမှုကလာကြီးစိုးရက်ရှိနေပြီးသူ့ဘာမှကိုမငင်းဆန်ချင်တော့ချစ်သူအလိုကြလိုက်ရောမိခဲ့သည်ပေးပါတယ်ကွာဂရီပေးပါတယ်ကိုလုံးဝမကြည့်ပါဘူး မိုးတန်ပါကြီးဖြင့်သူပြောလိုက်မိသည်အဲ့ဒီနောက်သူငိုသည်သို့သောငိုသည့်ကိစ္စကိုဘာမှပြောစရာမလိုပါအကြောင်းမူသူတို့နှစ်ယောက်စလုံးအတူငိုနေကြပြီဖြစ်သောကြောင့်ပါတည် နောက်ဆုံးညာဟူသောအတိကသူ့ယင်ကိုပြင်းပြစွာ ပူဆွေးလောင်မြိုက်စီ၏နှလုံးအိမ်တစ်ခုလုံးလဲကြေကွဲဝန်းနေမှုတွေဖြင့်တင်းကျပ်ခဲဆုနေသည် ညာစိမ့်ကိုသူ့ရင်ခွင်ထဲကလွတ်ထွက်မသွားအောင်တင်းတင်းကြပ်ကြပ်ပွေဖက်ထားရင်ကချစ်တယ်ဟူသောစကားကိုလည်းအကျင့်တရားမကတွတ်တွတ်ပြောနေမိသည်တိတ်ဆိတ်ငြိမ်သက်လာသည့်နောက်ဆုံးချိန်လေးရင်ခွင်တစ်ခုလုံးဖွင့်ဟာသွားသလိုခံစားချက်ကပြင်းထန်လာသည်ဘလောက်များကြည်ခွဲစရာကောင်းလိုက်ပါသနည်းဘလို့များဒီလိုအဖြစ်ပြက်တွေကြုံဆုံစေခဲ့ရတာလေဒီအဖြစ်မျိုးသည် အခိုက်အတန့်မျိုးဖြစ်နိုင်ရင်ရှောင်ကွင်း၍ထားခဲ့ခြင်းသည်သို့သောရှောင်ရှား၍မရနိုင်သော အဖြစ်အပျက်ကိုသူတို့ကြုံတွေ့ဖြတ်တန်းရပြီလိမ့်မည်ထို့အခိုက်ခတ်ဖော့ဖော့ခြေတံများကိုကြားလိုက်ရပြီးအိမ်ရှိတကားကိုပုတ်တန်၆ချက်ကြားရ၏ဟောသူတို့လာခေါ်နေကြပြီညာစိမ့်ကအထိတ်တလန့်လေးစူးရင်းရင်ခွင်ထဲကယုံထွက်သွားသည် ျွန်မကိုလာခေါ်နေကြပြီကျွန်မသွားရတော့မယ်ကျွန်မမရှိလဲကုကုကဂယုဆိုင်နေပါနော်မစားမတော့ပဲမနေပါနဲ့ကျွန်မကိုချစ်ရင်ကျွန်မပြောတဲ့စကားနားထောင်နော်သူ့ခေါင်းကိုအသာအရာညှိမ့်ပြမိသည်စုနှင့်ကြေကွဲနေရေးဘာစကားမှမစုနိုင်တော့ကျမကိုစောင့်နေပါအခါအခွင့်သိရင်ကျမပြန်လာခဲ့ပါမယ်ကံမကုန်သေးရင်တော့ပြန်ဆောင်ကြသေးတာပေါ့နော် ခေါင်းကိုသာ တွင်တွင်ညိတ်နေမိသည် ကျမကိုချစ်နေပါနော်ညာစိမ့်ပြောရင်ရုတ်တရက်သူ့ကိုလှမ်းဖဲပြီးနမ်းလိုက်၏ပြုံးကနဲ့ရင်လိုက်ဖို့သွားမိက သူ့မျက်ဝန်းမှာမျက်ရည်များ ပေါက်ခနဲ့စီးကြလာ၏ခုချက်ချင်းသူယူသွားရင်လဲကောင်းသာဒါဆိုရင်ဘာမှသိနိုင်တော့မည်မဟုတ်ဒီလောက်ခန်းစားရလိမ့်မည်လည်းမဟုတ်ပေ။သူမျက်လုံးများကိုမှိတ်မိတ်ထားလိုက်မိသည်။ ခဏနေတော့ညာစိန်ကသူ့နာနာကတ်ကညာစိန်ခတ်တူးတူးပြော၏ကျမကိုပေးထားတဲ့ဂရိအတိုင်းတည်ပြီးပါနော်တဲ့သူခေါင်းကိုအตาညှိမ့်ပြားရင်စိတ်ချပါဂရိတီစီရပါမယ်ဂရိဖောက်ဖြက်မိလို့ဘဝနဲ့ရင်းပြီးနောင်တရခဲ့ပြီးပြီပဲနောက်တခါဂရိပြက်မှာကိုကြောက်နေပါပြီဟုသူကကြေကွဲလိုက်လဲစွာပြောတော့ညာစိန်ထံမှာ အင်ဂျင်နဲ့ရှိုက်တန်တစ်ချက်ထွက်လာသည်အตาနားစင်ကြည့်မိတော့လေနောက်ထပ်ဘာစကားမှထပ်မကြရတော့ထို့နောက်လှုပ်ရှားတန်နဲ့အတူခြေတန်ဖွက်ခတ်ဖွက်ဖွက်ကြာရ၏သူ့ကိုထားကမြာစိမ့်ထွက်သွားလိမ့်ပြီအိမ်ရှိတကားဖွင့်တန်ကြာရသည်ပြီးနောက်အိမ်အောက်ဖက်သို့ရှောက်သွားသည်အတန်တအောင်ကြာသည်အထိမျက်လုံးမဖွင့်ဘဲအตาငြိမ်သက်နေမိသည် နောက်ထပ်လှုပ်ရှားသံများထပ်မကြားရတော့မှမျက်လုံးဖွင့်ကြည့်မိသည် တိတ်ဆိတ်သောအမှောင်ရန်၌သူတယောက်တည်းနေရာမှဘုံကနေခုံထကာအိမ်ရှိတကားစီသို့အပြေးအလွှာသွားကြည့်မိသည်မရှိတော့ဘာမှမရှိတော့မမြစိန်တွေလည်းမရှိတော့လာရောင်အောက်တွင်အဝေးကလမ်းကလေးအထီးကျန်စွာငြိမ်သက်လျက်ကြံရစ်ခဲ့လီပြီ နောက်ရက်တသက်ပတ်အနှင်းငယ်ကြာသည့်အခါကံထုဤအိမ်သို့ညီဝန်းခွဲတော်ဆက်သူဖိုးကောက်ရောက်ရှိလာခဲ့၏။ဘာလဲမင်းမေစူလိုက်ပြန်ပြီလား။ဟုကံထုကလှမ်းမေတော့ဖိုးကောက်ကမှုန်တီတီမျက်နှာထားဖြင့်ဟုတ်ကဲ့ဗျ။မေတို့ကလည်းကိုမွေးထားတဲ့သားသမီးကိုဘာလို့တလောက်နှိမ်ချနေတာလဲမသိပါဘူးဗျာ။ကဲပြောစမ်းမအောင်မင်းရဲ့မကြည်မနှက်ချက်တည်းဒီလိုဗျာအကိုရ ျွန်တော်ဆိုလက်ကြောမတင်ဘူးပြင်းနေလေဘာမှတုံးစားလို့မရတဲ့လူရှိရောက်တိုင်းအဲ့လိုပြောပြောနေတာအမေခိုင်းရင်ကျွန်တော်မလုပ်ပေးတာဘယ်နှခါများရှိလို့လဲဒါတောင်အပြောဆိုကမလွတ်ဘူးစိတ်ညစ်တယ်ဗျာအောင်မေမင်းကအလုတ်တခါခိုင်းရင်တခါတည်းအပိသက်လုပ်ပေးလို့လားအပြောခံရတာတောင်နေသေးတယ်ဟာဗျာအကိုကလည်းအကိုစီလာတာနားအေးမလားလို့ကိုကပါဖြစ်တော့ဖြစ်တော့အေးပါမပြောတော့ပါဘူး ငါအိမ်မှာမင်းစိတ်အေးချမ်းသာတယ်လို့နေဟုတ်ပြီလားဖိုးကောက်ကသဘောကျစွာတဟင်းဟင်းရေမောရင်ကိုကြီးထမင်းရှိသေးလားဗျကျွန်တော်ဗိုက်စာလို့ရှိပါတယ်ဗျမောင်မင်းကြီးသားအိမ်နောက်ဖေးမှာကို့ဖာသားကိုတွားခူးစားကြည့်ဖိုးကောက်ကတွက်လက်စာအိမ်နောက်ဖေးသူ ပြေးဝင်သွားသည်တအောင်ကြတော့အပြေးအလွှားထွက်လာပြီကိုကြီးဟိုတခါတုန်းကတွေ့ခဲ့တဲ့တစ်သီးလေးရောဘယ်မှလဲမတွေ့ပါလားဘာတစ်သီးလဲကွာ မိမပုံတတိလေးလီဟင်ဖိုးကောက်ပြောမှသူ့စိတ်ထဲပြန်၍တတိရလာမိသည်မိနေလိုက်တာသူကောက်ရခဲ့တဲ့အတိလေးပဲဘယ်မှာများထားမိမှန်းတော့မသိတော့ဟုတ်လားငါလည်းအမှတ်တမဲ့နဲ့ဘယ်မှာထားမိမှန်းမသိတော့ပါဘူးကွာကျွန်တော်နောက်ဖေးကစင်ကလေးပေါ်မှာတီတီချာချာတင်ထားခဲ့တာကိုရခုမတွေ့တော့ဘူးဟုတ်ရဲ့လားငါလည်းမကင်မိပါဘူးတေးချာရှာပါဦး ဟုတ်တယ်အကိုရမတွေ့တော့ဘူးမယုံရင်လားရှာကြည့်ထို့နောက်သူတို့နှစ်ယောက်ထိုတစ်တီးလေးကို အသက်အတန်လိုက်ရှာမိကြသည်အံဩစရာကောင်းလာသည် မိမဘုံတစ်တီးလေးမှာမမမြစိမ့်ရွယ်နှင့်အတူထူးခြားစွာပျောက်ဆုံးသွားခဲ့လေပြီတကားတညတော့ပရင်းတကားကိုဖွင့်ရင်အပြင်လောကကို သူငေးရင်တွေးမိသည်အတွေးတွေအမှတ်ရမှုတွေအပြေမပေါ်သောမိကွန်းတွေနှင့် ရစ်ပတ်နှောင်ဖွဲ့နေရင်အချိန်တို့တရွေ့ရွေ့ကုံလွန်ဖြတ်တန်းလာခဲ့မိသည်ဒီကဘာလောကကြီးဤသဘောတဘာဝဆိုတာတွေလဲသူနားမလဲပါမြင်ရောင်မှန်းစမရနိုင်လောက်သောအတိုင်းအတာအထိကြီးကျယ်ခန္ဓာလာသည့်ထူးဆန်းအံ့ဩမှုတွေနဲ့ပြည့်နေနေသည်ဆိုတာလောက်သာသူသိသည်ပြတင်းတကမှလင်းငင်းကလေးများတိုးဝင်၍လာသည် လေငင်းကလေးများမှတဆင့်အမှားစကားတခွန်းသူတိတ်တခုပါလိုက်မိသည်ညစိမ့်တွင်ငါမင်းကိုချစ်နေမယ်မင်းပြန်လာမယ့်အချိန်ကိုမျှောနေရင်နဲ့အချစ်တွေနဲ့အတူရှင်သန်နေပါမယ်မင်းကြားနိုင်ပါစေလို့ကြည်စံဘာကြောင့်ကြားနိုင်ပါစေလို့သူပြောမိလိုက်ရပါတလေတဏီယာယာကနေသူကြားကျင်ကြားနေမှာပါဟုတ်တယ်မှော်လား ဒါလည်းဖြစ်နိုင်တာပဲမှတ်လားသူကတော့မလျှော့သေးဘူးနောက်ဆုံးတဲ့အထီးဒတ်တကြော်စွာဟုတ်ကဲ့ပါရှင်သူရောင်မယ်လေးမြစိမ့်ွယ်ရဲ့ဇလန်းလေးဒီနေရာမှာပဲအဆုံးသတ်သွားပါပြီရှင်အလုံးကိုကျေးဇူးတင်ပါတယ်